အလုံးမဲမင်္ဂလာပါရှင်။ပရိသတ်လေးတို့အားလုံးကို Chimaria Aura Cartoon Channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ဒီမှာကတော့စစ်စစ်တဆတ်သူနည်းဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဆလံကားလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်။ဒါကြောင့်မလို့ပရိသတ်လေးတို့က VPN လေးကပ်ပြီးတော့မှဆလံလေးရဲ့စုတီကိုကြည့်ရှုအားပေးချင်ပါအောင်နော်။ကျွန်တော်ကျွန်တော်ရဲ့တခွဲခန်းထဲမှာစီးရီကိုလှည့်လှည့်ပြီးတော့ဆက်တက်လို့နေပါတယ်။ ကျန်နေသေးတဲ့စီးရင်တစ်ခုကိုပေါင်းစပ်လိုက်တော့နောက်ဆုံးရှော့တော့ရှော့လက်အနည်းနဲ့ကျွန်တော်မျက်နှာတွေမဲသွားတာပဲဖတ်တင်ပါရယ်ဟမ်ဘယ်ကတရဝါကောင်ကြီးကကင်မရာမပေါ်လာတာလဲဟမ်အဲ့ဒါကလင်းတို့လားနေပါဦးသူကလူလားဟာမဖြစ်သေးပါဘူးဘာရီလက်စတာကိုသိရအောင်လို့သွားပြီးတော့ကြည့်လိုက်အောင်မယ်ကျွန်တော်အရင်စိတ်လို့ရှာနေပါရယ်စိုးရိမ်စိတ်လို့ဝင်နေပါရယ်ကျွန်တော်ထင်သားသလိုမျိုးအဲ့ဒီတရဝါကထူးဆန်းတဲ့တရဝါဖြစ်နေမလား ပြီးတော့မျိုးစိတ်အစ်တစ်တခုလည်းဖြစ်နိုင်တာကြောင့်ကျွန်တော်အတွက်လည်းအန္တရာယ်ရှိနိုင်ပါတယ်။ဒီမှာပဲရေကြီးပေါ်မှာတန်ရာရီနဲ့လည်းနေရလူတယောက်ကိုကျွန်တော်မြင်လိုက်ရပါတယ်။ဘာဖြစ်လဲဆိုတာကိုသိရဖို့အတွက်ကျွန်တော်သူ့ရဲ့အနာကိုသားကြည့်လိုက်တဲ့အချိန်မှာသူကရုပ်တရက်ကျွန်တော်ကိုထားပြီးတော့တိုက်ခိုက်ပါတယ်။ကံကောင်းဆောင်နဲ့ကျွန်တော်လည်းသူတိုက်ခတ်တာကိုရှောင်နိုင်ကလေးပေါ့။တော်သေးလို့တရားမရလိုက်တာကျွန်တော်ကိုတစ်ဆက်လောက်ထားပြီးတော့တိုက်ခိုက်ပြီးရနောက်မှာတော့အဲ့ဒီလူလည်းလောကကိုအာကုန်ခံနေပါတယ်။ သူ့ရဲ့ထိုင်ရတွေကအချိန်တွေတော်တော်ဆိုးနေပါတယ်။ဟွန်းသူကဟုတ်တယ်။သူကဗမ်ပါယာပဲ။အလမဲမင်္ဂလာပါ။ကျွန်တော်ကတော့ချွန်ဖြစ်ပါတယ်။ထူဆန်တဲ့တတော်ရီနဲ့ထူဆန်တဲ့အရာတွေကိုစမ်းသပ်ပြီးတော့လေ့လာတဲ့သူတစ်ယောက်ပါ။ကျွန်တော်ကဘာမှမသိမတတ်ဖဲနဲ့သိပ္ပံပညာကိုယူသွင်းနေတဲ့သူမဟုတ်ပါဘူး။တကယ်တမ်းကျတော့ကျွန်တော်တို့မသိနိုင်တဲ့သူစနဲ့အရာတွေကကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာပဲရှိနေတပါတယ်။ဒါကပြည်သူတို့မမြင်နိုင်သေးလို့သာဖြစ်ပါလိမ့်မယ်။ သူတို့ကကျွန်တော်တို့စီကိုရှမလောက်ခင်မှာကျွန်တော်တို့ကသူတို့ကိုအရင်ပိတ်ပင်တားဆီးရမယ်လေဟုတ်ပါရဲ့ကျွန်တော်တို့ကရင်ကလည်းထူးဆန်းတဲ့သူတွေပဲဖြစ်ကြပါရဲ့ဒါကြောင့်တခြားမျိုးစိတ်တွေကိုတော့ထပ်ပြီးတော့အဝင်ခေါ်လို့မရဘူးလေဟုတ်ပါရဲ့ကျွန်တော်အခုစမ်းသပ်နေတဲ့အရှာတွေကလှည့်ဝတ်ချက်ပါနော်အဲ့ဒါကြောင့်တခြားသူတွေကိုတွားပြီးတော့ပြောလိုက်ပါနဲ့ဒီနေ့ကတော့ကျွန်တော်အတွက်အရန်ကိုကန်ကောင်းတဲ့နေ့ရဖြစ်ပါတယ်။ဘာလို့ဆိုတော့ကျွန်တော်ကသွေးထွက်တောင်ရုပ်ဖြစ်နေတဲ့ဗမ်ပါယားတစ်ကောက်ကိုဖမ်းမိထားလို့ပါ။ ။ Vampire ဆိုတာကတကယ်ကိုအပြစ်ပြီးတော့စာအုပ်တွေလည်းအများကြီးရှိတဲ့မျိုးစိတ်တစ်မျိုးပါ။အန်နီယာရှိတဲ့သတ္တဝါတွေဖြစ်တာကြောင့်သူတို့ကိုပြင်ပရင်ဆိုင်ဖို့တော့လူသားတွေအနေနဲ့ဖြစ်နိုင်ပါဦး။ဒါပေမဲ့ဒီသတ္တဝါကအာနှစ်နေတဲ့အခြေအနေမျိုးဆိုတော့ကျွန်တော်တို့အခွင့်အရေးကောင်းမဲ့ပေါ့။ကျွန်တော်သာသူ့ကိုကျွန်တော် crime စမ်းသပ်ဖက်နဲ့စမ်းသပ်တဲ့အဖွဲ့စီ real life ထဲကိုထည့်ပေးလိုက်မယ်ဆိုရင်တော့သူကတော့အစိမ့်စိမ့်မှမှဖြစ်သွားမှာချင်းကြီးရယ်။ကောင်းတာကကျွန်တော်ကပဲသူ့ကိုစားရှောက်ထားလိုက်ပြီးတော့ဘယ်သူလဲသိချာသိရအောင်လို့လုပ်မှဖြစ်ပဲလေ။ ကျွန်တော်ကိုရိုင်းစိတ်ကြိုက်ဆန်တက်ပြီးတော့မှအဖွဲ့ serial လက်ထဲကိုထည့်ပေးလိုက်တဲ့ဆိုရင်ရောနောက်မကြောက်သေးဘူးမလားဒုက္ခနာကုန်မှာအထံရရအများကြီးရနေတာကိုကြည့်ပြီးတော့ကျွန်တော်နည်းနည်းတော့တနာမိပါရယ်အဲ့ဒါကြောင့်သူတတိမြောက်ကင်မှာကြောက်ပက်ကြီးလေးအများဆုံးစီးပေးထားလိုက်ပါရယ်အဲ့ဒီနောက်ကျွန်တော်သူ့ကြားနိုင်တဲ့အတန်လုံးနဲ့သူ့ကိုနှုတ်ပို့လုပ်ပါရယ်အဲ့ဒီအတန်လိုက်ကသူတို့အတွက်အစိမ်းတော့ရှက်ဖြစ်ပြီးတော့လန်လို့စီပါရယ်ရှုပ်တဲ့သူကဒေါသထွက်သွားပြီးတော့ထပြီးတော့ခုံလိုက်တယ်ကျွန်တော်လည်းလန့်သွားတာပေါ့ ငါမျိုးသတိပေးလိုက်မယ်နော်မင်းကမတင်ငါဆရာတခုခုလှုပ်လို့ကတော့မင်းကိုဒီအလင်းအောင်နဲ့ထိုးပြီးတော့တက်ပြစ်လိုက်မယ်ဒီနေအလင်းအောင်မျိုးနဲ့ဆိုရင်တော့မင်းတခါရင်မြေကြီးပေါ်ပြတ်ကျသွားလိမ့်မယ်နော်သူရှုံးကန်ပြီးတော့ထွက်ပြေးသွားမှောက်ကိုကျွန်တော်စိုးရိမ်မိပါတယ်ဒါပေမဲ့သူကကျွန်တော်ဒီနားတလို့မဟုတ်ဘဲနဲ့နင်းနေတော့ကွာချနေပါတယ်အရင်ညင်ကြသွားတော့ကိုမြင်ရတော့ကျွန်တော်လည်းနင်းနေတော့အံ့အားတင်သွားတယ်နားကုတ်ကပ်ပြီးတော့ကျွန်တော်လည်းသူ့ကိုထိပုတ်လို့တယ်ဒါပေမဲ့သူပါရဲ့ဂျန်စီနေလဲဆိုတော့ကျွန်တော်မသိနိုင်ဘူးမလား ။အဲဒါကြောင့်ကျွန်တော်ပို့ပြီးတော့သတိရှိမှဖြစ်လိမ့်မယ်။သူကဘယ်လိုမျိုးစိတ်ထဲကိုပါဝင်လဲဆိုတာကိုကျွန်တော်သိရဖို့အတွက်ညံ့ရဆန်တဲ့မှုတွေကိုစပြီးတော့လုပ်ကြည့်ပါရစေ။ဒါပေမဲ့ဒူဆန်နာကကျွန်တော်ဘာပဲလုပ်နေပါစေသူကဂရုစိုက်တဲ့အရှိတ်ကြောင့်တော့မပြဘူး။ကျွန်တော်တရိစာသူတွေပြစ်ပေးတာတော့မှသူကစိတ်ဝင်စားလို့လေ။ဒါဆိုသူကလူခဏကုတ်ကနေတိုက်ရိုက်စီစင်းတဲ့သူတွေကိုပဲတောက်တာလား။အဲဒီနောက်ယူမိုက်တဲ့အတွင်မျိုးကကျွန်တော်ခေါင်းထဲမှာဝင်လာပါတယ်။ ကျွန်တော်တက်တိမွေးပြီးတော့နည်းနည်းလေးစမ်းကြည့်ဖို့လုပ်တယ်။အနည်းငယ်ရှိလာရင်တော့ကျွန်တော်အမြဲရှောင်မယ်လို့ပေါ့။အစီအပြေလောက်မထင်တာပဲ။တက်ပြင်းချလိုက်ပြီးတော့ကျွန်တော်ရဲ့လက်ကိုသူ့ရဲ့ပစံနာကိုထိုးပစ်လိုက်ပါရယ်။အန်အောဖို့ထပ်ပြီးတော့ကောင်းတာက"သူကဘာကိုမှမတုံ့ပြန်ပေဘူးလေ။မင်းကဘလို့ကောင်းလဲ။မင်းကတော့ထပ်ပြီးတော့လစ်လူရှူထားမယ်ဆိုရင်တော့ငါမင်းကိုအဖွဲစီစီပုတ်ပစ်လိုက်မယ်။ရှေးကျွန်တော်ကိုရှေးပေးပါ။မင်းကစကားပြောနိုင်တယ်ပေါ့။နေပါဦး။ဘာကိစ္စနဲ့ရှေးကိုတောင်းရတာလဲ။ မင်းတို့လိုဗမ်ဖိုင်ယာတွေကသွေးကိုကြိုက်ကြတာမဟုတ်ဘူးလားသူဘာမှဆက်ပြီးတော့မပြောပါဘူးဒါပေမဲ့လည်းသူတို့ချင်းနေရပဲဆိုတော့အနည်းဆုံးကျွန်တော်ရေတိုက်ဖို့တော့ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်စီကရှေးကိုရှိုးပြီးတော့နောက်သူ့ရဲ့အိတ်ကထဲကဆေးကိုထုတ်လိုက်ပြီးတော့အဲ့ဒီရှေးရဲကိုဆေးထည့်လိုက်ပါတယ်ချက်ချင်းဆိုသလိုအဲ့ဒီရှေးကသွေးအရောင်ပြောင်းလဲတော့ပါတယ်ကျွန်တော်ရဲ့ကောင်းထဲမှာလည်းမိကုံပေါင်းများစွာပေါ်လာခဲ့ပါတယ်အဲ့ဒါပါလဲအဲ့ဒါကသွေးတွေလားအခုကိဗာဘာရရဲ့အကုန်လုံးကဒါမျိုးပဲတောက်ကြရတာလား ở đây cả thằng ai cũng tất cả bây giờ sao ta có bao nhiêu lời lưu được có ở đây cũng tao lấy là tôi gọi nhà lâu lên mẹ bây giờ thì mẹ sắp bây giờ anh nhìn lại bài chỉ nói tiền sẽ sẽ được của tôi bà mắm mới trong nhà mẫu hả chỉ cần gọi rồi chỉ nói sẽ xuống ở lâu nhà bây chỉ nói cho tao được của chị nhà ở lâu phố chợ chỉ nói sáng giờ đã cùng cô sang mắm chỉ đâu mới sao tao đây bà chẳng có tao lại bây giờ bạn đi từ lâu của nói dù sao lại chơi phần bài ở đây cả rồi tao đi sao lại sao được của sáng nên trả lời ကြည်လိုတွေးပြီးတော့သူသဘောကျလို့မဲ့အစားတောက်တချို့ကိုယူလာပြီးတော့ကျွန်တော်တို့စီကိုချပြပို့လုပ်ပါရယ်။ဂျာကငါကိုရိုင်းလောက်ထားတာနော်။အရှားတော်ကအရင်ဆောက်လို့ကောင်းတယ်။မင်းကလူသားတွေစားတဲ့အစားဆောက်ကိုမစားနိုင်ဘူးဆိုရင်တော့ရှက်ရှက်ကြီးဖြစ်လိမ့်မယ်နော်။ဟာမင်းကအချင်းမစားခြင်းဆိုတာငါသိပါရယ်။မင်းကိုကြည့်ရတော့ကလည်းလိမ်မာတဲ့ဗမ်ပါယာတစ်ကောင်ဖြစ်မယ်ထင်တယ်။အဲ့ဒါကြောင့်မင်းလိုလူမျိုးကတခြားအဖွဲ့စီကလူတွေနှိပ်စက်ဖို့တော့မထိုက်တန်ပါဘူး။ ပြီးတော့ငါတို့လူသားတွေကလည်းတကူကောင်းဆန်ကြရဲဆိုတာငါသိပါရယ်။နင်းတို့လူမျိုးအနည်းမပေးတဲ့တတော်ဝါတွေကတော့မှသူတို့ကနာကြောင်လို့ဖို့အတွက်အဆင်သင့်ပဲလို့ဒီတိုင်းတိပက်ပညာကိုအတုံးချဖို့တတ်တတ်နေပဲမင်းတို့ကနာကြောင်လို့ချင်ကြတာ။အဲ့ဒါကြောင့်မင်းကကစံတတ်တဲ့သူတရားဖြစ်ချင်လာတာ။ဒီခါကျလေအထူးချင်ရပါမယ်လေပေါ့။ငါကြောက်တဲ့ပဲအသိစိတ်တွေများနေတာကြောင့်ကိုပါတော့ကိုပဲစံတတ်တယ်။မင်းတို့လူမျိုးစိတ်တွေကအနည်းရရှိနိုင်လားမရှိနိုင်ဘူးလားဆိုတော့ခွဲခြားပြချင်တာ။ အန်ဒီမရှိနိုင်တဲ့မင်းတို့လိုတို့ရောရဲ့အတွက်တော့ငါတို့လူသားတွေနဲ့တူတူနေလို့ရအောင်လို့လုပ်ပေးချင်တော့ငါကတိရပြီဆိုရနဲ့အဖွဲစည်းတွေစီကိုတရင်ပို့ချင်တယ်ကျွန်တော်တယောက်တည်းပြောနေတဲ့စကားတွေကိုသူကနားထောင်နေတဲ့ပုံစံမျိုးဖြစ်နေပါတယ်မစိုးရင်ပါနဲ့ငါမင်းကိုလှုပ်ပြီးမှာပါဒါပေမဲ့အခုကတော့အာယုံတက်ခွန်နီးနေပြီဆိုတော့မင်းခုစိန်ထွက်သွားရင်ညထွက်တာနဲ့တိုးနေလိမ့်မယ်အဲ့ဒါကြောင့်မနေ့ပြညာအထိပဲစောင့်လိုက်တာကပို့ပြီးတော့အမင်းအတွက်ကောင်းလိမ့်မယ် ကျွန်တော်မြို့ပေါ်ချောင်းတော့ကိုပြန်သွားလိုက်ပြီးတော့ကျွန်တော်ရဲ့အစားအသောက်ကိုပြန်စားဖို့လုပ်ပါရယ်။ဒါပေမဲ့အရန်ကို LL ဆရာကောင်းတာကဖန်ဖယားကကျွန်တော်ရဲ့စပွဲမှာထိုင်ပြီးတော့အစားအသောက်တွေကိုသူကစားနေပါရယ်။ဟမ်မင်းကဘယ်လိုလုပ်ပြီးတော့အထီးကိုရှောင်းနေရလဲ။မင်းကအဲ့ဒီလိုပုံမှန်မလောက်အိမ်လေးထဲမှာငါတို့လိုဖန်ဖယားတွေကိုချုပ်ထားလို့ရမယ်လို့ထင်နေရလား။ငါကတော့ငတုံးမှာပဲကွာ။ဖန်ဖယားတွေကလင်းတို့လိုပြောင်းလဲသွားနိုင်တဲ့စကားကိုငါမိသွားကြရယ်။အဲ့လိုတော့ဆိုရင်အလွယ်လေးလောက်အိမ်ကနေလွတ်နိုင်မှာပဲ။ ုတ်ပါတယ်တကယ်ပဲသူကလင်းတို့ဖြစ်နေပြောင်းလာပြီးတော့အလောင်းရင်းထဲကထွက်လာတာဖြစ်ပါတယ်ဒါပေမဲ့အခုလိုမျိုးလောက်တာကသူ့အတွက်ကျွန်တော်ကိုမတိုက်ခိုက်တော့ဘူးဆိုတာကတေချာသားစီပါတယ်ဒါဆိုရင်မင်းကဘာဖြစ်လို့ထွက်မပြေးတော့တာလဲဘာလို့လဲဆိုတော့ငါရဲ့ဒရာတွေကိုတတ်တာစီဖို့အတွက်ဒီနေရာကလုံခြုံလို့လို့ခံစားရလို့ပါသူကျွန်တော်ကိုပြောနေရတဲ့အရှိကောင်တွေပြောက်သွားတယ်ပြီးတော့နောက်ကရှောက်လာပြီးတော့ငါတို့သဘောတူညီမှုတိတိလေးလောက်ကြရင်ဘယ်လိုလဲ မင်းတီစင်ရဲ့အစားအရာတွေအလုံးကိုငါကဒီအိမ်မှာနေပြီးတော့ရှင်းပြပေးမယ်လေငါတို့နေပုံထိုင်မှုတွေကဘယ်လိုရှိတယ်ဆိုတာကိုပေါ့မင်းကတော့ငါ့ကိုဒီမှာပြန်ပြီးတော့နေခွင့်ပေးရမယ်ပြီးတော့ငါ့ကိုအစားအသောက်ကောင်းတွေလည်းကျွေးရမယ်နော်ဝေါ့ကြည့်ပါဦးအနွက်လေးတွေကမှွေးနေတာပဲသူကဗမ်ပါယာရိုက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုပြပြပေးမယ်ဆိုတော့ကျွန်တော်အရင်ပဲဆွေးလို့ရှာသားပါတယ်အဲ့ဒါကြောင့်လည်းမတော့မဆိုင်မနဲ့ကျွန်တော်သူပြောတော့ကိုသဘောတူလိုက်ပါတယ်ဒါပေါ့ဒါဆိုရင်မင်းရဲ့နေမင်းနဲ့ပတ်သက်ပြီးတော့အရင်ဆောက်လိုက်ရအောင် ငါကခေစီလို့ခေါ်ရယ်ငါကအသားမစားတဲ့ဗမ်ပိုင်ယာတစ်မျိုးပါအဲအသားမစားဟုတ်ဟုတ်လားစိတ်ဝင်စားစရာပဲဒါဆိုရင်ခုနကမင်းတောက်လိုက်တဲ့သွေးတစ်မျိုးကရောအသားနဲ့မဆိုင်တဲ့သွေးတစ်မျိုးပဲလားအဲ့ဒါကအပင်ကနေဆုပ်ယူထားတဲ့သွေးတစ်မျိုးပါတွေးလို့မျိုးပဲအရှောင်ဖြစ်ပြလာတာပြင်မဲ့ငါတို့တော့အထက်ကဗီတာမင်အပြည့်ဝမပေးနိုင်ဘူးလေစောလည်းမဖြစ်ပေးနိုင်ဘူးဂျီတာအရှောင်လေးပြောင်းလဲသွားစီဘူးပဲလုပ်ပြီးတော့။ဒါနဲ့မင်းကဘာဖြစ်လို့ထိုင်ရရနေတာလဲ။ တခြားဖက်ဘက်ရောက်ကလူတယောက်ကိုတိုက်ခိုက်နေတာမြင်တော့ငါတို့ကိုကိတ်တင်းနဲ့ထိုင်ရရလာတာသူတို့မျိုးစိတ်တွေကြတော့ပုံမှန်သွေးဆုပ်တဲ့တွေပဲပေါ့ငါတို့လိုမဟုတ်အဲဒီအချိန်တွေကစပြီးတော့ကျွန်တော်ဘဝကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလာပါတယ်ကေစီစီယာနေဖက်ဘက်ရအကြောင်းတွေကိုတိရယုံနေမကောက်ကျွန်တော်တို့တင်ငယ်ချင်းအစ်စ်ပါရွာလိုက်သလိုပါပဲဂိမ်းတွေတူတူကစားကြပြီးတော့ရှင်မောနာတွေလည်းလုပ်ကြပါတယ်ကျေးဇူးတော့ကောင်းကင်ပြောင်းကြီးရအောင်မှာကျွန်တော်နဲ့သူနဲ့တူတူထိုင်နေပါတယ် ပြီးတော့ဗိုင်းရပ်စ်ဖြစ်လာလဲသိလားကျွန်တော်တို့ KC တို့တစားတစားစားပို့ပြီးတော့ထန်ဆောက်ချက်တွေတပွားလာကြတာပါကျွန်တော်တို့ကအရန်ကိုအတွဲညီကြပါတယ်နောက်ဆုံးကျတော့အချစ်ဆိုတဲ့အရာကိုခံစားမိပါတယ်ကျွန်တော်တို့ရဲ့ဘဝလေးကဒီလိုမျိုးပဲထာဝရအေးချမ်းသွားလိမ့်မယ်လို့ထင်ထားကြတာဒါပေမဲ့တကယ်ကျတော့ကျွန်တော်အဖေစီစီကနေပြီးတော့ follow ခံရရှိခဲ့ပါတယ် hello dr smith ကျွန်တော်ကိုဖုန်းခေါ်လိုက်တယ်ဆိုတော့တခုခုများအရေးပေါ်တဲ့ကိစ္စရှိလို့လား မင်းကငါဖုန်းခေါ်တာကိုမပြောမရှင်းဖြစ်နေတလို့ပဲနော်။အာမဟုတ်ရပါဘူး။ကျွန်တော်အတိပြောရပါဆရာ။မင်းတို့ရေအရှင်ပြပြနေရလားဆိုပြီးတော့သိချင်တာကြောင့်ငါလည်းဖုန်းဆက်လိုက်တာပါ။ဟုတ်အရှင်ပြနေပါရယ်။ကျွန်တော်တို့တက်စိတ်ပူပေးလို့ကျေးဇူးတင်ပါတယ်ဆရာ။အဲရှော့တရကျွန်တော်ကြောချမ်းသွားရယ်။ကျွန်တော်ဘေးနားမှာတယောက်ယောက်ရှိနေရဆရာကိုသူကဘယ်လိုလုပ်ပြီးတော့တည်တော်တာလဲ။ဒါဆိုရင်သူကအစောကတည်းကကျွန်တော်မှာ KC ရှိနေတာကိုသိတာပဲ။ ကျွန်တော်ကခင်းစစ်ကိုစမ်းတက်နေတာကိုသူကတမင်တကာလှထားပြီလားမကြခင်မှာပဲခင်းစစ်ကိုသူကခေါ်တော့တော့မှလေကျွန်တော်လည်းအရန်လန့်သွားတယ်ခင်းစစ်ကိုလှဆဲပြီးတော့အပြေးထွက်ဖို့လုပ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒေါက်တာရှမေရလက်ထက်ကနေပြီးတော့အပြေးမလွတ်နိုင်တော့ပါဘူးသူကအပြင်မှာအဆောက်အအုံနဲ့ကျွန်တော်ကိုစောင့်နေပြီးသားပါအသားမစားရဲခင်းစစ်လိုမျိုးဘဘရအတွက်ကတော့ဒီလိုလက်နိုင်မျိုးတွေကသူ့အတွက်အရန်ကိုအားကြီးလို့မာရယ်သူတားတွေကိုခဏရရှိမှမဟုတ်ပါဘူးခင်းစစ်ငါ့ကလည်း ခေစီကတာကိုကြားပြီးတော့အားအသင့်သွားတယ်။ဒါပေမဲ့ကျောငါကရလုံးမရဘူးဆိုရင်မင်းမဖြစ်သွားမလို့ဆိုတာသိတယ်နော်။မင်းမလုပ်ဘူးဆိုရင်ဘယ်သူမှပြေလို့မှမဟုတ်ဘူး။ငါတို့မှာအခုအချိန်သေးမစုံတော့ခေစီငါမင်းကိုရှုံနေနော်။ခေစီကသူ့မျက်ရည်တွေကိုထိချောလိုက်ပြီးတော့ကျွန်တော်လွယ်ပင်ကိုနောက်ကနေကတ်လိုက်ပါတယ်။နာချီမုကကျွန်တော်ရဲ့အသားရဲ့ခြေထိုးဝင်သွားပြီးတော့ကျွန်တော်သွေးဆိုးခံနေရတာကိုကျွန်တော်ခံစားမိသွားပြတယ်။ကျွန်တော်ခေါင်းတွေလည်းမူလာတယ်။ ပြီးတော့ကျွန်တော်ရဲ့မျိုးလုံးတွေတဖြည်းဖြည်းချင်းမှောက်မဲလာတယ်။ဖြစ်နိုင်တာကတော့ကျွန်တော်ရဲ့ဘဝကဒီမှာရအဆုံးသက်သွားပြီထင်ပါတယ်။ဒါပေမဲ့ကျွန်တော်လုံးဝနာနာမရပါဘူး။ဘာလို့လဲဆိုတော့ KC ကကျွန်တော်ရဲ့သွေးကိုဆုံးလိုက်ရတဲ့အတွက်သူပြန်ပြီးတော့အားရင်ပြေသွားမှာမလို့ပါ။ KC ကကောင်းကောင်းအသက်ရှင်သွားနိုင်မလို့။ချိုးချိုးမင်းကပြတော့ကြားရလား။ထပါအောင်ကချိုးချစ်စဖြစ်ပြီးတော့ထပါကျွန်တော်ရဲ့မျိုးလုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပါတယ်။ ပထမဦးဆုံးမြင်လာရတဲ့သူကတော့ KC ဖြစ်ပါတယ်။သူ့ရဲ့မျက်လုံးတွေကအမြင့်ရအဖြစ်ဖြစ်နေကြတာပေါ့။တိုးသေးတာပေါ့။ဖျားသခင်ကဲတင်တာ။မင်းတတ်ရှင်နေတော့။ငါတော့မင်းကိုဆုံးရှုံးလိုက်ရပြီလို့ထင်နေတာ။ငါလုံးနိုင်ကြရချောငါအချိန်မီရနိုင်ကြရပြီးတော့သူတို့ကိုလည်းအနိုင်ရကြရလေ။ငါငါတို့ကိုကဲတင်လိုက်ပြီ။မင်းကဆုံးလုံးနိုင်ခဲ့ပါရဲ့ KC ။ငါမင်းတွေ့တဲ့ကိုခေါ်ယူရဲ။ ဒီလိုနဲ့ပဲမှောင်မိုက်တဲ့ညကောင်းကင်အမကျွန်တော်တို့ညောသားအိပ်ပြသွားခဲ့ချက်ပါတယ်။ဒီခိုက်တန်လေးကကျွန်တော်တို့အတွက်ပြပြဆိုတဲ့ခိုက်တန်လေးလို့ပြောလို့ရပါတယ်။ဒေါက်တာရှမေအနေနဲ့ကလည်းကျွန်တော်တို့ကိုအလွယ်တကူလှုပ်ပြီးမှမဟုတ်ပါဘူး။ဒါပေမဲ့နှစ်ယောက်တူတူရှိနေတဲ့ရတော့ကျွန်တော်တို့အရှာအလုံးကိုချွတ်ဖြစ်နိုင်ပါတယ်။ဇလန်လေးကတော့ဒီလောက်ပါပဲ။နောက်နေ့မှလည်းဒီလိုချိန်မှာအဇလန်ကောင်းတွေနဲ့အတူတင်ဆက်ပေးပါဦးမယ်။တရားလာပါရနေရလေးတွေကိုပိုင်ဆိုင်နေကြပါစီရှင်။